ခန်းနဲ့ပူတင်ရဲ့ဟန်ဂေရီဆွေးနွေးပွဲကြီးကပြတ်သွားတာအလုံးသိပဲဖြစ်ပါလိမ့်။ပူတင်နဲ့အတိတ်ပဲမဲ့အချီးနီဆွေးနွေးပွဲတွေမလုပ်ချင်ဘူးလို့ထရမ့်ကပြောလာပါလိမ့်။တနည်းအားဖြင့်ပြောရရင်တော့ထရမ့်ကဒီလိုမျိုးဆွေးနွေးပွဲဖြစ်လိုက်တာဟာပူတင်ကိုစိတ်သက်ရေရအရာစစ်ဆင်လိုက်တာပဲဖြစ်ပါလိမ့်။ပူတင်ကဒီဟန်ဂေရီဆွေးနွေးပွဲကိုမျှော်လင့်နေတာဖြစ်ပါလိမ့်။ထရမ့်ကယူကရိန်းကိုတူမဟော့တွေပေးမယ်လို့တည်င်းနေကြီးနေတဲ့ချိန်မှာပူတင်က ထရန့်နဲ့တွဲဆောင်ခြင်းပါကြောင်းရုရှားဘက်ကဝေအကြောင်းကြားလာတာဖြစ်ပါလေ။ဒီလိုအချိန်ဒီမှာထရန့်ကတော့တွဲဆောင်ဝင်လုပ်ပြီးမှပယ်ချလိုက်ပါလေ။ဒါဟာစိတ်သက်ရေရအရရုရှားကိုချိုးနှိမ်လိုက်တာလို့လေလာသူတွေကပြောပါလေ။အလဟဒအချိန်ကုန်မဲ့အစည်းအဝေးမျိုးကိုမမိအနေနဲ့လုံးမရှိဘူးလို့ထရန့်ကပြောပါလေ။လက်ရှိရှေ့တန်းချောင်းမှာတိုက်ပွဲတွေရဖို့ရုရှားရဲ့ညှဉ်းဆဲမှုဟာတောင်စီတစ်ခုဖြစ်ကြံနေသေးတယ်လို့ထရန့်ကဆိုပါတယ်။အရင်ကတော့ပူတင်နဲ့ထရန့်ဟာဟန်ဂေရီမှာလာမယ့်နှစ်ပတ်ပဲတွေ့ဆုံဖို့စီစဉ်ထားတာပါ ယူကရိန်းနဲ့အမေရိကန်နဲ့ရုရှားဆိုပြည်ချက်တွေကြားအဓိကကွက်လွတ်မှုတွေဟာခုတင်ပြပြမှာပုံမှုကွဲပြားလာပါတယ်ဒေဒီဇနဘတ်ချင်ပါဖို့အဓိကအတားအဆီးဖြစ်နေပုံရပါတယ်။ထရန့်နဲ့ပူတင်ဟာအလက်စကာမှာအောက်တိုဘာလတွင်ကနောက်ဆုံးကြိမ်တွေ့ခဲ့ပြီးတိကျတဲ့ရလဒ်တွေဘာမှခက်ပေါ်ခြင်းမရှိပါဘူး။စီစဉ်ထားတဲ့လက်ရှိဆွေးနွေးပွဲဆိုင်ရာမှာလည်းအလားတူဖြစ်မျိုးကိုရှောင်ရှားဖို့အတွက်လို့ရှုမြင်ကြပါတယ်။မေဂန်နိုင်ငံကြားဝန်ကြီးမာကိုပြူနဲ့ရုရှားနိုင်ငံကြားဝန်ကြီးဆာဂေးလက်ဘရော့ဟာထိပ်သီးဆွေးနွေးပွဲအတွက်အခုတည်းပတ်မှာတွေ့ဆုံဖို့စီစဉ်ထားပေမဲ့ မနေ့ကတယ်လီဖုန်းဆက်သွယ်ဆွေးနွေးကြတာကြောင့်တွေးဖို့မလိုအပ်တော့ဘူးလို့အင်ဖြူတော်ကဆိုပါတယ်။လက်ရှိရှေ့တန်းမှာတိုက်ပွဲတွေအများဆုံးရပ်တန့်မှုယူကရိန်းနဲ့ဥရောပခေါင်းဆောင်တွေကြောထောင်းတော့ခံယူထားတဲ့ပြစ်ခတ်ရစဲဆိုပြီးကြောက်ဒေါ်နယ်ထရန့်ကလက်ခံခဲ့ပါတယ်။ရုရှားကတော့ရေရှည်တိုက်တဲ့ဂျင်းဂျင်းကိုစစ်ဝင်စားပြီးရှေ့တန်းတိုက်ပွဲတွေရပ်တန့်တာဟာပြစ်ခတ်ရစဲကိုအတိုင်းအတာတစ်ခုထိတာတက်ရောက်နိုင်မယ်လို့ဒီမိုထရီပက်စကော့ကဆိုပါတယ်။ယူကရိန်းရဲ့ကြေးရင်နဲ့ပတ်သက်ပြီးတော့အမေရိကန်နဲ့ရုရှားကြားထဲမှာသဘောထားကွက်လွတ်မှုတွေဟာတော်တော်လေးကိုသိတာထင်ရှားလာပါတယ်။ ါကြောင့်ထိုက်သည်စီးပွားဖြစ်ရမယ့်ခွင့်လည်းလည်းပြတ်ပြတ်ခဲ့တာလို့ဆိုပါတယ်။ထရန်နဲ့ပူတင်တို့ကတွေ့ဆုံဆွေးနွေးမှုဘာကြောင့်ပြတ်တာလဲဆိုတဲ့ပတ်သက်ပြီးတော့ရုရှားဘက်ကတော့ပြောဆိုခြင်းမရှိသေးပါဘူး။ကျွန်တော်ထင်ပါတယ်ရုရှားတွေလိုချင်တာရမ်းများတယ်။ဘူတာဘက်မှာထရန်အတွက်သဘောတူညီမှုရတော့မှာမဟုတ်ဘူးဆိုတာအမေရိကန်တွေအတွက်ရှင်းရှင်းလင်းလင်းဖြစ်လာတယ်လို့ဝိုင်းဥရောပသံတမန်တစ်ခုကပြောပါတယ်။ဇလန်စကီကတော့ဒီလိုအခြေအနေကိုဝမ်းသာနေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ထရန်ကဇလန်စကီကိုလည်းရေးလေးဆွမ်းမဖို့အတွက်အခု တောအတွင်းမှာတောင်းလျှောက်ဖိအားပေးနေပါတယ်ပူတင်နဲ့ဖုန်းဆက်သွယ်ရခဲ့ပြီးပူတင်ကယူကရိန်းဘက်ကလက်မီတီဆွန့်လွတ်မှတာဒီစစ်ပွဲရပ်ဆိုင်းနိုင်မယ်ဆိုပြီးပြောနေတာဖြစ်ပါတယ်ဒီလိုအချိန်တွေမှာဇလန်စကီးကတော့ထွန့်ရဖိအားပေးမှုခံနေရတာပါတကယ်လို့တော့ပူတင်နဲ့ထွန့်လို့တွေ့မယ်ဆိုရင်ဇလန်စကီးကိုဘယ်လိုမျိုးဖိအားတွေပေးမလဲဆိုတာကလည်းတော်တော်လေးကိုဇလန်စကီးတော်တော်စိုးရိမ်နေတဲ့ကိစ္စဖြစ်ပါတယ်အခုတော့သူ့အနေနဲ့အသက်ရှူပေါက်ခြောင်သွားတာပဲဖြစ်ပါတယ် ထရမ်းနဲ့ပူတင်ဆွေးနွေးပွဲပြတာနဲ့ပတ်သက်ပြီးဇလန်စကီဘက်ကလည်းဘာမှထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။လက်ရှိအချိန်ဒီမှာတော့အဖြစ်ခက်ရစဲရေးဆိုတာကထာဝရငွေကြေးကပိုရေးကြီးပါတယ်ဆိုပြီးတော့ထရမ်းဘက်ကပြောနေပါလိမ့်။နောက်သတင်းတစ်ပုဒ်ပြောခြင်းပါလိမ့်။ဂါဇာငွေကြေးနဲ့ပတ်သက်ပြီးတော့ဟာမတ်စ်ကမပူပေါင်းရင်ခြေမုံပြမယ်လို့ GT Bus ကသတိပေးနေပါလိမ့်။ဂါဇာကမ်းမြောက်အဖြစ်ခက်ရစဲရေးသဘောတူညီချက်ကိုကောင်းတဲ့ဖော်မှုဟာ ညောင်းလိုက်တာတဲ့အခြေအနေကောင်းနေပြီပြည်ခရဲ့စေးကိုထိန်းထားတဲ့နေတော့ American ဒုသမ JD Vance ကအစ္စရေးကိုရောက်ရှိချိန်မှာထုတ်ဖော်ပြောပါတယ်ပါလက်စတိုင်းလူနကိုင်ဖွဲ့ Hamas နေနဲ့လက်နက်ထုတ်သွင်းဖို့နောက်ဆုံးရသတ်မှတ်ပြီးဖို့ညှင်းဆိုထားပြီး Hamas တို့ပူးပေါင်းလှုပ်ဆောင်ခြင်းမရှိပါကခြေမုံးမယ်လို့ JD Vance ကပြောပါတယ်ကုလားစော်ပိုင်းမှာပြည်ခရဲ့စေးတဘောတူညီချက်ညှိနှိုင်းပေးခဲ့တဲ့ American သမား Trump ကတော့ Hamas တို့အနေနဲ့စစောဝါသာဆက်လုပ်မယ်ဆိုရင်တော့အရှေ့လေဘက်မှာရှိတဲ့ American မဟာမိတ်တွေဟာဂါဇာကိုအင်အားလုံးရင်းနဲ့ဝင်လာနိုင်မယ်လို့ဆိုပါတယ် စနေကြပြည့်ခရဲ့စေကိုနှောင်းလေးသွားစေတဲ့တင်းငွေနေနေကဂျက်ဖတ်မှုတွေဖြစ်ပြီးနောက် JD Banks ရဲ့ Israel ခီးစဉ်ထွက်ပေါ်လာတာပါ Hamas ဘက်ကတိုက်ခိုက်လို့ဆိုပြီး Israel စစ်သားတွေတေဆွန်ကြောင့် Israel ကပြောဆိုပါတယ်အဲနောက် Israel ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် Trump ကတော့ Hamas တွေမှန်တော့လုံးမယ်လို့ပြောနေနေတော့မှလို့သူရဲ့ social media မှာရေးပါတယ်ဒီလိုမှမလုပ်ရင် Hamas တို့အဆုံးသတ်ဟာကြမ်းတမ်းရလိမ့်မယ်လို့ဆိုပါတယ်ဝဂန်ဒုသမ JD Banks ရဲ့ Israel ခီးစဉ်တွေ Hamas နဲ့စစ်ပွဲအပြီးတိုင်းဆုံးသက်ရေးအတွက်ရည်ရှိပြဿနာတွေ ဆွေးနွေးညှိနှိုင်းမှုတွေစတင်ဖို့အေဇေဝန်ကြိုနေတာညာဟုတ်ကိုတွန်းအားပေးထားပါတယ်သမောရမီဂျာအဓိကပန်းလိုက်ကိုကောင်းတဲ့ဖော်ရမှာအသီးသာထောက်ကူဖြစ်ခြင်းအတွက်အစ်ဆွေတို့ JD Vance ကချီးကျူးပေမဲ့နောက်ထပ်အဆင့်တွေတော့ဂျိုးပန်းအားထုတ်မှုများစွာကြံရစ်နေသေးတယ်လို့ဆိုပါတယ်။ဒဇာဂန်လောင်းနဲ့လွှဲပြောင်းပေးတဲ့ပတ်သက်ပြီးမိမိတို့ကလေးနဲ့ထားပါတယ်လို့ဟာမတ်စ်ဘက်ကပြန်ပြောကြောင်းသိရပါတယ်။ ပြစ်ခတ်ရဆဲတဘောတူညီချက်လိုက်နာမှုရှိတဲ့ဟာမတ်စ်ကောင်းဆောင်ကထပ်မံတည်ပြပြီးတစားကန်ရဲ့နောက်ရုပ်လုံးတွေကိုပြန်ပို့ပေးတာပါဝင်တဘောတူညီချက်ပထမအဆင့်မှာရှိတဲ့သူတို့ရဲ့တောင်းဝန်တရားကိုဖြည့်ဆည်းပေးမှာဖြစ်ကြောင်းပြောပါလိမ့်။ပြည်ပရောက်ဟာမတ်စ်ကောင်းဆောင်လည်းဖြစ်တဲ့အီလိုင်ဂျီကယ်ခါလီအယ်ဟာရာကအီဂျစ်ရုပ်မြင့်တန်ကြားမှာပြောဆိုခဲ့ပါလိမ့်။တဘောတူညီချက်မှာပါရှိတဲ့အတိုင်းလောင်းနေအားလုံးထုတ်ယူပြီးတော့လွဲပြောင်းပေးရတဲ့ကိစ္စရဲ့အဆုံးအထိဆက်လုပ်ဖို့စိတ်ပိုင်းဖြတ်ထားပြီးဘသူရုပ်လုံးပေါ်မှာခြံထားရဖို့စံနှုန်းရှိပါဘူးလို့ဆိုပါတယ်။ ။ဒီစားကနေရုပ်လောင်းတွေကိုသူတို့ရဲ့မိသားစုတွေစီပြန်ဖို့ပေးမှာပါ။ကျွန်တော်တို့အာဇာနည်တွေရဲ့ရုပ်လောင်းတွေကိုလည်းဂုဏ်သိက္ခာရှိရှိပြုနေနိုင်ဖို့သူတို့မိသားစုတွေစီရောက်သွားပါစေ။ကျွန်တော်တို့ပါလက်စတိုင်းဖွဲ့တွေကသဘောပညာမှပြောထားတဲ့အတိုင်းပြန်ပြီးတော့လွှဲပြောင်းပြီးမှာပါ။ဒါအောင်လေးနဲ့ထားပြီးတော့စိတ်ပိုင်းဖြတ်ထားတယ်လို့ဆိုပါတယ်။ဒါမဲ့တိုက်ပွဲတွေကြောင့်မြေပြင်သဘောဝအပြောင်းလဲတွေကြောင့်တချို့ကကြီးမားတဲ့ထမင်းဆောင်ကြီးတွေအောက်မှာရုံလောင်းတွေရောက်နေလို့ဒီအတွက်တော့စက်ကွရီယာကြီးကြီးမားမားနဲ့လုံနေရတယ်လို့ဆိုပါတယ် ဂါဇာမှာရုပ်တော်စင်္ဂါလောလောက်ကြန့်ရှိနေတယ်လို့ယူဆရပါတယ်အဲ့ဒီတည်းက9လောင်းကိုမကြောက်ခင်မြန်ရမယ်လို့အစ္စရေးကပြောလင့်နေပါတယ်ဂျန်ရုပ်လောင်းတွေကိုပြန်ရယူမယ်လို့ဝန်ကြီးစင်္ဂါတော်ကိုနှိပ်ပြီးရှုပ်ထွေးမှဖြစ်ပါတယ်အစ္စရေးကလည်းပါလက်စတိုင်းရုပ်လောင်း9လောင်းကိုအော်တိုဘာ27မှာပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်နောက်တွင်ပုတ်ပြောခြင်းပါတယ်ထာနိုင်ငံဘက်ကတည်ပြတဲ့ကြားဖြန့်အမြန်နိုင်ငံရဲ့ဆိုကိုနိုင်ငံကလွတ်တော်များသမဂ္ဂမှာမဲသောပုံနှုံထိုင်ရရှိတဲ့ဆိုပါလေအော်တိုဘန်၂၀ရဲ့နေ့ကစွန်းစားနိုင်ငံဂျီနီဘာမှာကျင်းပတဲ့ နိုင်ငံတကာလွတ်တော်များသမဂ IPU ရဲ့150ကြိမ်မြောက်စီဝေးမှာထိုင်းနိုင်ငံကိုစားပြုဖြစ်ပြည်သူ့ပါတီမှထိုင်းလွတ်တော်မှရန်စီမန်ရုံးတက်ရောက်ပြီးထိုင်းနိုင်ငံအားကြားဖြန့်အန္တရာယ်နဲ့မျိုးရေးစေဝါအန္တရာယ်ကြီးမားစွာကြောင်းနေလို့နိုင်ငံတကာပူးပေါင်းပြီးတော့အာချင်းကြားဖြန့်နေတဲ့လုပ်ငန်းစဉ်တွေဖော်ဆောင်မှုအစိုးပြုခဲ့ရာထောက်ခံမဲ့သုံးပုံနှစ်ပုံကျော်ရပါတယ်။အာရှအာဖရိကလက်ရီအမေရိကန်နဲ့ဥရောပမှနိုင်ငံများစွာခုလိုမီးတို့တင်များတဲ့ရေပေါ်အာကျင်းကြားဖြတ်တဲ့နေဆက်ဖြတ်ကျော်ရာစုကန်တွေကိုနေနေအစုထောက်ခံခဲ့တဲ့အတွက်ကျေးဇူးထူးတင်ပါကြောင်း ဒုတိယဥရောပနိုင်ငံများစွာဦးဆောင်ပြီးမိမိတို့တင်ပြတဲ့အဆိုကိုထောက်ခံစေဖို့စီယုံစူးစမ်းပေးတဲ့အော်စတြေးလျကိုပုံမှန်ကျေးဇူးတင်ကြောင်းလက်တင်အမေရိကန်နိုင်ငံနဲ့ဥရောပနိုင်ငံများမှထိုင်းနိုင်ငံတို့မြေစီအန်ဒီရဲ့နေဆက်ဖြတ်ချက်ရစွာကန်းနေကြားဖြတ်ကုန်ရနဲ့ချိန်ချမှုများစွာခံနေရတာကိုပူပေါင်းတိုက်ဖြတ်သွားပြီးထောက်ခံခဲ့တာဟာသမိုင်းအတွင်းကြောင်းဆိုပါတယ်။တာကြီးတုံးတိုင်းမှာကြားဖြတ်ခင်းကျင်းနေတာမတူညီတဲ့အတွက်မိမိတို့ရဲ့ပူပေါင်းဆောင်ရွက်မှုဟာလည်းမူပေါင်းတစ်ခုတည်းနဲ့သွားလို့မရနိုင်သလိုထောက်ခံမှုရပြီးတညာလုံးဒီပါဘလို့ပူပေါင်းတိုက်ဖြတ်မယ်ဆိုတာဆက်လက်ဆွေးနွေးခဲ့တယ်ဆိုပါတယ်။ လိုအပ်တဲ့900မှာ800အထိထောက်ခံရခဲ့တဲ့အတွက်ကြောင့်ပို့ပြီးတော့ကြားဖြတ်နေနေရင်အကောင်းသွားပြီလို့ဆိုပါတယ်။နောက်တဲ့နေ့ဘုတ်ပြောချင်ပါတယ်။ပြည်သူနိုင်ငံကဘာကျော်လူပြတိုင်းမှာဖောက်တွင်းခိုးခင်ရတဲ့နန်းစီအနာနေတန်ဖိုးဟာစုပေါင်းဒေါ်လာတန်၄00ကျော်တန်ဖိုးရှိပါတယ်။ဒါတော့မှရှောင်းပစ္စည်းတန်ဖိုးအတွက်ချက်ချင်းမပါသေးပါဘူး။အော်ဒမစကိုရင်ကပြင်သစ်တလန်ကလောက်ခတ်ခဲ့တဲ့ဖောက်ခွင့်မှုကြီးဟာနိုင်ငံရဲ့အထက်ရှားဆုံးပြရတဲ့ကြီးဖြစ်တဲ့ loop မှာပေါ်ပေါက်ခဲ့ပါလိမ့် ဆောလွေလုံးမလေးဖြင့်ဟန်ဆောင်မှုညနေခုံးတွေဆွထားသူလေးဦးဟာပြတတ်ရဲ့တိမ့်မီကန်ပချန်လန်ပေါ်ဒတ်ပြင်းပေါက်စီကိုလေကားတက်ထားတဲ့ truck ကားသုံးခုချိနေပါတယ်။သူတို့ကပြင်းပေါက်ခွဲပြီးနောက်နန်းစီရဲ့နောက်ကိုမျိုးကိုလူရပြီးမော်တော်ဆိုင်ကလေးနဲ့ထွက်ပြေးသွားပါတယ်။ပေါ်ထင်းမှုတစ်ခုလုံးကကြာကျင်9မိနစ်လောက်ပဲရှိပါတယ်။စလုံးတွေကအဲ့ဒီတခိုးတွေက professional အဆင့်ထိပ်သီးပေါ်ထင်းဝိဇ္ဇာတွေဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။သူတို့တွေကလက်နက်တွေကဆောင်းမလာပြီမဲ့ပေါက်ထွေးလုပ်ငန်းတော့အပေါ်စားခရီးရံတွေတုံးပြီးတော့လူကျိုးဦးနဲ့တွေကိုချိန်ချောက်ပါလေ လောဆက်သေးစားတွေတထုတွေကိုရေဖြော်တဲ့မီးမုတ်ဆက်တွေတဲဆောင်လာပါတယ်။ပြားလိုက်ဖွင့်ကားစားချိန်မှာဖြစ်ခဲ့တဲ့ဒီဖောက်ထွင်းမှုမှာနန်းစည်ရနာကိုမျိုးခိုးခံခဲ့ရပါတယ်။အဲ့ဒီကတရဖို့တစ်ခုကတော့တခိုးတွေကျန်ခဲ့ပါတယ်။ဒီတခိုးတွေလက်ပတ်ဝါးတဲ့နန်းစည်ရနာရှင်လို့တက်မှုဟာ U88 တန်းတနည်းအားဖြင့်ဒေါ်လာ100အတန်းတရာကျော်လောက်များပြပါတယ်။ပါရင်မျိုးရဲ့အဲ့ဒီလိုရာယမှုအများဆုံးပြတဲ့ကြီးဟာလေအော်တိုဘန်21ရက်နေ့အထိပိတ်ထားဆဲပါ။ ဒီဖြစ်ရာအာမန်ဖောက်ထွင်းမှုတစ်ခုမဟုတ်ပဲပြင်သစ်ရဲ့ရှေးအောင်ဝင်တွေကိုထိပောင်းမှုဖြစ်တဲ့အတွက်နိုင်ငံရဲ့သိက္ခာကျစေတယ်ဆိုပါလေရဲတဖွဲ့ကတော့တရားခံကိုပူတယ်ရှာဖွေနေပါတယ်အခြားဖက်မှာတရားခံတွေကိုမိခဲ့ရင်တော့မှခိုးရပါပြီစီတယ်ဘယ်တော့မှပြန်မရနိုင်တော့တာမျိုးတော့ကျုံနိုင်တယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်နန်းစင်ရနာတွေရဲ့ကြောင်းမျက်နှာတွေကိုဖြုတ်ယူထုခွဲပြီးငွေကြေးခဝါချလိုက်တာမျိုးအစည်းအဝေးကိုဖောက်ထွင်းသမားတွေကချုပ်တင်ရေးဆွဲထားပြီးသားဖြစ်နိုင်ပါတယ် ပါရီဆိုရရှိနေတဲ့ကတော့ဆုံးရှုံးမှုတော်ကို88သန်းဟောင်းမျိုးကျေးဇူးသက်ပဲပြောတာဖြစ်ပြီးပနာမအရေးများပြပါတယ်တခိုးတဲ့ကြောင့်ဖြစ်ခဲ့တဲ့တမိုင်းတံမိုးထိခိုက်ဆုံးရှုံးမှုဟာခိုင်းနိုင်ပြစရာမရှိအောင်ကြီးမားပါတယ်လို့ဆိုပါတယ်။ပရိုင်ရဲတို့ကဖောက်ထွင်းမှုဆိုင်ရာစုံစမ်းစစ်ရေးမှာအကျွမ်းကျင်သောရာရှိတဲ့အားလုံးကိုစုစည်းပြီးအထူးအနေဖွဲ့စည်းသလိုတရားခဏတွေကိုဖောက်ထွင်းနိုင်ဖို့စွမ်းကုန်လုပ်နေပါတယ်။ခိုးခံရတဲ့ထဲမှာပြည်သူမျိုးဆက်တွေပိုင်ဆိုင်ပြီးမြ၊စိန်အစရှိတဲ့ကြောင်မြတ်တွေစီချေထားတဲ့တရဖူတွေ၊ရင်လို့တွေ၊လဲဆွဲတွေ၊နှဆွဲတွေဓာတ်တွေပါပါသွားတယ်လို့သိရပါတယ်။ နောက်ဆုံးသေးပုတ်ပြောချင်ပါတယ်2015အေပီလာတုန်းကတရုတ်နိုင်ငံရဲ့ UN ပြည်နယ်မှာရှိတဲ့ချန်ရှာမြို့မှာမစ္စတာ UN မြန်မာမျိုးသားတို့ဟာရင်းမတော်တစောက်မှုကြောင့်ဒဏ်ရာရပြီးဆေးရုံကိုပို့ခံရပါတယ်ဆေးရုံမှာရှိတဲ့ဆရာဝန်တွေဝန်ထမ်းတွေကသူ့မိသားစုတွေဆွေမျိုးသားချင်းတွေကိုကြောင်းကြားခဲ့ပါတယ်အဲဒီမှာမစ္စတာ UN ရဲ့အရှုတ်တော်ပုံထွက်လာပါတယ်သူရဲ့မတော်တဆမှုကြောင့်ဟာပြတ်နေသွားပြီးသူ့ရီစာ18ဦးကသူ့ကိုတရင်မေးဖို့လာရောက်ကြည့်ရှုဖို့ဆေးရုံကိုတပြိုင်တည်းရောက်လာပါလေ ဆေးကိုရောက်တဲ့အခါမြို့သူအလုံးဟာမိမိတို့အလုံးဟာလူတူတွေနဲ့တွဲနေကြောင်းသိသွားပြီးထိလက်အံ့ဩပါလေ။အဲ့ဒီမြို့သူတွေကဒူးဖြစ်တဲ့ရှောင်းလေးဆိုသူကဒေတာတွင်းမီဒီယာကိုပြောရမှာသူဆေးရုံရောက်တဲ့ကြတော့အရန်ဆိုရင်ပြီးငိုခဲ့ရတယ်။ဒါပေမဲ့တခြားကောင်မလေးတွေရောက်လာတော့ထပ်မငိုနိုင်တော့ဘူးဆိုပါလေ။ဒီစားချို့ဟာ18လောက်ခန့်တော့ခဲ့တယ်လို့သူကသူနဲ့ကလေးတူတော်ညာထားပြီလို့ဆိုပါတယ်။နောက်သူကလည်းသူနဲ့လက်ထပ်ပွဲစီစဉ်နေပြီပြောပါတယ်။အချို့မျိုးသမီးတွေဆိုရင်နှစ်ပေါင်းများစွာ Master UM ကိုငွေကြေးထောက်ပံ့ပေးခဲ့ရတာတွေရှိနေပါတယ်။ ယောသမီးတွေအားလုံးကအချင်းချင်းသိရှိပြီးတော့စုံစမ်းစစ်ကြကမစ္စတာယူဗန်ဟာရည်စားများပြားထံမှလောက်စင်ငွေကြေးတောင်းခံတာကိုတွေ့ရပါတယ်။နောက်ဆုံးမှာတော့သူ့ကိုရည်စားတွေထံကငွေကြေးတောင်းခံတဲ့နေရာမှုဆွဆွချင်းနဲ့ဖမ်းဆီးပါတယ်။သူအတက်ကတော့အင်ဂျင်နီယာတွေလို့လိမ်ညာခဲ့ပြီးသူ့ရဲ့ပညာရေးနောက်ခံကိုပါလိမ်လည်းခဲ့ပါတယ်။ဒီဖြစ်ဟာတရုတ်လူမှုကွန်ရက်အတိုင်းမှာပြန့်နေခဲ့ပြီးအချို့ကလည်းဒီပြည်နယ်ထဲမျိုးသမီးများအပြားကိုတွဲနိုင်တဲ့စွမ်းရည်ကိုအံဟောခဲ့ပြီးချို့ကတော့ပြည်ရေးထံကဝေဖန်ကြတယ်လို့သိရပါတယ်။